အရကတတော်နဲ့ပူပေါင်းတဲ့တွေဟာရခိုင်ပြည်နဲ့တိစက်နေရဲ့မကွဲပေးခုနဲ့အီအော်ဒီတိုင်းတို့မှာစစ်မျက်နှာရှိထွင်နေပေမဲ့ချက်ကောင်စီရဲ့ကပ္ပဆာကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံတွေကိုတိမ့်ပိုက်ဖို့အတွက်မလဲကူနိုင်သေးဘူးလို့မြန်မာမဟာဗျူဟာနဲ့မွန်ဝရဒီလာရဲ့ Institute ISP မြန်မာကတုံ့သက်ပါတယ်။အေးသိမ်းယူထားတဲ့ဒေတာတွေကိုစစ်ကောင်စီကလုံးဆုံးပြန်လည်ထိန်းချုပ်နိုင်ရှင်းမရှိပေမဲ့ရှင်းမြောက်အပြည့်အမှုကိုခွင့်ကောင်းယူပြီးအေးထိန်းချုပ်ရာဒေတာတွေမှာစစ်ရှိန်မြင့်လာနေရဲ့လို့ ISP မြန်မာကဒီကနေ့ဒီဇင်ဘာ10ရက်ထုတ်ပြန်ချက်မှာတုံ့သက်ထားပါတယ်။အေအေအနေနဲ့စစ်ကောင်စီရဲ့စစ်ရှည်မြင့်လာမှုတွေအပြင်ရခိုင်ကင်းဦးတဲ့ဘက်မှာစစ်ဆိုင်ထားရတာတွေကပ္ပဆတ်စစ်ရုံတွေကိုတင်ပိုက်ပြီးပေမဲ့ထိရှုပ်ဖို့အတွက်ခက်ခဲမှုတွေရှိနေတဲ့အတွက်ကြောင့်တင်ပိုက်ရှိကြနိုင်ဖို့မလေကူသေးတဲ့အခြေအနေမှာရှိနေစေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒါအတွက်ကြောင့်အေအေအားစစ်ဆိုင်ထားပေမဲ့ကပ္ပဆတ်တွေရဲ့လေပတ်နိုင်မှုကိုအနောက်ရှက်ပေးဖို့အတွက်သာဆွမ်းဆောင်နိုင်ဦးမယ်ဖြစ်တယ်လို့ပြောဆိုပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလက ။ပေကူတန်းဥရှပင်မြို့ကစစ်ကြောင်မိုင်ခင်ခေါ်မှာရှိရဲ point ရှောက်သုံးလုံးကုန်းကို AA နဲ့ပူပေါင်းတတွေကသိမ်းပိုင်နိုင်ခဲ့ပြီးတော့လက်ရှိမှာ ကပ္ပစာ၁၄ရှိရဲမကွေတိုင်းပဒန်းမြို့နဲ့စစ်ကနေမိုင်ဝင်းကျင်ကိုလည်း AA နဲ့ပူပေါင်းတတွေရဲ့ထိုးစစ်ရောက်ရှိနေရလို့သိရပါဗျ။မကွေတိုင်းနဲ့ပေကူတန်းတွင်မှာရှိရဲ ERD မြစ်နောက်ဖက်ကမ်းမှာစစ်ကောင်စီရဲ့ကပ္ပစာစစ်ရုံစီရှောက်မှုရှိပါတယ်။ AA ဟာ တခြားသောမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်နဲ့နှိစက်တဲ့ဒေသတွေကိုရှေကုတ်ရယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့လည်းထုတ်ပြန်ရှင်းမှာဖော်ပြပါဗျာ။